ပုံလေးတွေကတစ်ခုနဲ့တစ်ခုမထူတဲ့ခါကျတော့ကြည့်ရလဲကိုလေးစိတ်ချမ်းသာရင်ပြောရလဲအမျိုးကြည့်လိုက်တဲ့ခါကျလှလဲလှတော့လေအကိုလည်းပြောရတယ်ပေါ့နော်ဟုတ်အဲ့တော့သဘောကြရပါလေ။အင်းသဘောကြတာပါ။တချို့ပုံတွေဆိုလဲမိုက်တချို့ပုံတွေဆိုလို့ရှိရင်လဲအာချစ်စရာကောင်းတယ်။အဲ့တော့တစ်ခုနဲ့တစ်ခုမတွေ့တဲ့ချိန်မှာရသတော့သူ့ဘဲနဲ့အာစနေရပေါ့နော်။တူနဲ့တူအမနားလှမ်းမှုတွေရှိရဲပြီးသွားလို့ရှိရင်လဲချစ်လဲချစ်ကြရဲ။ပြီးတော့ပို့ပြီးတော့ဘေးရကြည့်ရလို့ကလည်းပို့ပြီးတော့အားလဲအားကြရဲပေါ့နော်။အဲအဲချစ်စရာလေးတွေပေါ့အဲ့လိုမျိုးမျိုးပဲပါရ။ မောင်နှမလေးယောက်ရှိတာပေါ့နော်လေးယောက်ရှိတဲ့အခါကျတော့အမအကြီးရောကိုကြီးရောအိမ်တော်ကြပြူသား၏အကိုငယ်ကအခုမှအိမ်တော်ပြူတဲ့အခါကျကိုအကိုရဲ့ပွဲလေးဖြစ်တဲ့အကိုရဲ့မိသားစုဝင်ပွဲလေးဖြစ်တဲ့အခါကျအဲ့လိုမျိုးဒီထက်ပိုပြီးတော့ဘာလို့ရောင်းလဲ ဆက်လာလေးပေါ့ဖျက်အောင်ဆိုပြီးတော့ညီမတယောက်နင်းနေဖြစ်တာပါဟုတ်ကဲ့ပါကျိုးစားတာပေါ့နော်ညီမတယောက်ရလာတာပေါ့နော်ကျောင်းမရလာတဲ့အခါကျတော့အဲ့လိုမျိုးအမတယောက်တိုးတဲ့အခါကျတော့လည်းမျိုးဟိုဘယ်လိုပြောမလဲမိသားစုဝင်မရတဲ့အခါကျတော့လေအာဘယ်လိုပြောမလဲပို့ပြီးတော့လည်းပြောရတယ်ပြောလို့ရှိရင်လှုပ်ချင်တာကိုစားချင်တာကိုလည်းစားရတာပေါ့လည်းမျိုးပေါ့အာအိန္ဒိယကျတော့ဘယ်လိုပြောမလဲအာညီမလည်းမိန်းကလေးတယောက်ပဲလေ ဲ့တော့အမျိုးကိုချက်တဲ့လူကိုသဘောကျတဲ့လူအာကိုတာမိုးထားတဲ့လူကကိုအဲ့လိုမျိုးလေးအာမယူတဆိုင်လေးနဲ့ပေါ့နော်တေချာလေးအဲ့လို propose လုပ်တဲ့ပွဲလေးဆိုလို့ရှိရင်မင်းဘင်္ဂလီမဆိုလို့ရင်ကြတာပဲလေအားကြောင့်မလို့ညီမကလည်းအမျိုး season ပြဖြစ်တာပေါ့နော်ဟုတ်ရောင်းမရခံရမ်းကောင်းတယ်နော်ဒီမှာလေးကအော် အကုန်လုံးကန်ကောင်းပါတယ်ကိုလည်းကန်ကောင်းတယ်မမလည်းကန်ကောင်းတယ်မမလည်းကန်ကောင်းပါဟုတ်ကိုတို့ကစားပေါ်စားပေးတယောက်တိုးလာပြီနော်ဟုတ်တာဟုတ်တာဟုတ်တာဟုတ်တယ်ချက်ပြရစားတော့ပါလားအာအရင်တော့စားဖို့ပါတယ်မမဟင်္ကာတော့ပါတော့လေတောင်းမမဟင်္ကာတော့ပါတော့စားမှုလေဟုတ်အဲ့ဆိုရင်တကယ်ချက်တာတော်မန်းတာ recommend ပေးနိုင်တယ်အာမဟာမဟင်းချက်ကောင်းတဲ့ဟာကြတာမျိုးဘယ်လိုပြောလဲအာတရံတစ်ခုနဲ့တစ်ခုဒေသလက်ရရဲမတူဘူးပေါ့နော်ဒါပေမဲ့ taste တစ်မျိုးမတူတဲ့ခါကျတော့လည်းစားရတာကပိုပြီးတော့လည်းအာ တမျိုးအရသာလေးရတာပေါ့နော်အဲ့ဒါကိုလည်းသဘောကျကြိုက်တယ်ဆိုတော့အဲ့လိုသိချက်ကောင်းတဲ့အမတယောက်ရတာပေါ့ဟာ period bonus ဆိုတော့အရသာလေးညာတဲ့ဒီတမျိုးတမျိုးသက်လာတယ်ဟာအဲ့ဒါအားကြိုက်တယ်အော်လေအရန်လာတာလေအရန်လာတာနဲ့အားကြနေမတူလေဟိုလေကြောက်နေတာအဲ့တော့ဘယ်လိုပြောမလဲပုံလေးတွေကတစ်ခုနဲ့တစ်ခုမတူတဲ့ခါကျတော့ vibe တစ်ခုနဲ့မတူဘူးတူတော့လေဟိုကြည့်ရလေကိုလည်းစိတ်ချမ်းသာတယ်ပြောရလေအမျိုးကြည့်လိုက်တဲ့ခါကျလှလဲလှတော့လေကိုလည်းပျော်ရတယ်ပေါ့နော်ဟုတ် အဲ့တော့သဘောကျတယ်ဗောလေအင်းသဘောကျတာပါတချို့ပုံတွေဆိုလဲမိုက်တချို့ပုံတွေဆိုလို့ရှိရင်လဲအာချစ်စရာကောင်းတယ်အဲ့တော့တစ်ခုနဲ့တစ်ခုမတွေ့တဲ့အချိန်မှာရသတော့သူ့ဘဲနဲ့အာစနေရေဗောနော်ဟုတ်ကိုချစ်တဲ့လူနဲ့ကိုအာလက်တွေ့ရတယ်ပြီးတော့လဲအကိုသဘောကျတဲ့အပုံလေးတွေရောပြီးကိုသဘောကျပြီးတော့အပုံစံလေးရိုက်ရတဲ့ခါကျတော့လဲပို့ပြီးတော့လဲအပျော်စရာကောင်းပါတယ်ဟုတ် အာနေ့ရက်ဆိုတော့ချစ်ကြတော့လေတူနဲ့တူအမနားလည်မှုတွေရှိရဲပြီးသွားလို့ရှိရင်လည်းချစ်လည်းချစ်ကြရဲတော့ပို့ပြီးတော့ဘေးရချစ်ရဲ့လူကလည်းပို့ပြီးတော့အားလည်းအားကြရဲပေါ့နော်အဲချစ်စရာလေးတွေပေါ့အဲ့လိုမျိုးမျိုးပဲပါရဲဟာသူကပို့ပြီးချစ်တယ်ချစ်တယ်လည်းရောက်တာမောင်မြောက်စလုံးချက်တယ်လို့မြင်တယ်ဘာလို့လဲဆိုတော့နှစ်ယောက်စလုံးအတူတူချက်တဲ့ခါကျအချစ်ကပို့ပြီးတော့တပ်ပါတယ်လေတယောက်တည်းဆိုလို့ရှိရင် တစ်ဖက်ကပြင်မယ်အာပြီးသွားလို့ရှိရင်ပို့ပြီးတော့လဲဘယ်လိုပြောရမလဲစူးစမ်းအရင်ပြင်မယ်မှာအခုနှစ်ဖက်စလုံးချစ်ကြတဲ့ခါကျတော့ပြောရင်ဆရာကောင်းတဲ့အချစ်တစ်ခုကိုတို့ဖန်တီးပြီးတော့တို့သွားကြတဲ့ခါကျပြင်ရလို့ဘေးရလို့ကြည့်ရလဲပို့ပြီးတော့လဲစိတ်ချမ်းသာရပြောရတယ်ဝမ်းသာရပေါ့နော်ဟုတ်အဲ့လိုမျိုးပါတယ်ကျောင်းကပို့ချွဲတာလားမင်းလေးရတယ်မင်းကလေးပဲချွေးမော်ပါလို့ကိုကလိုက်ချောက်ပေးခဲ့ရတဲ့ဟာလေးရှိလားပြီးတဲ့ဒါသူနဲ့ကြောက်သွားတဲ့ဟာလေးရှိတယ်သူကအရန်တောက်တဲ့ဒါသူရဲချောက်ရတဲ့ဟာလေးဆိုတော့ကိုကဈာနဲ့နေ ချောက်ပေးခဲ့တာချောက်ပေးခဲ့တာဟဲ့အဲ့ဟာဟာကြတော့ဘေးကလူချောက်ရတဲ့ကိုကောင်လေးချောက်ရပဲပူခိုင်းနေတာလေနော်ကောင်းမလေးတိုင်းရလေဟုတ်တယ်မလားဟုတ် ာအာ၄ဘွယ်လောက်၄ဘွယ်ချန်နေရပါဟုတ်၄ဘွယ်ချန်နေရကိုချောင်းဝဲလို့ပါเนาะဟုတ်နှစ်ဘွယ်ပြီးသွားပြီဆိုတော့၄ဘွယ်ချန်နေရပါတော့ဟုတ်အဲ့တော့၄ဘွယ်မှာရောကိုယ့်ရဲ့အကြံဉာဏ်လေးတွေပါဦးမလားဘယ်ပြောမလို့ကြည့်ကြည့်ပါဘာလဲပေါ့တော့ဘာကိုရရောရှင်တော့ဘုံနဲ့စောင့်ကြည့်နေရတယ်ဒီမှာပါလားကိုလည်းရေခုံပါတယ်ဘာလဲဆိုတော့လေအာဘယ်လိုမျိုးလေးထွက်လာမလဲပြောရလို့ဘယ်လိုမျိုးလေးအံမျိုးအာအာချစ်စရာကောင်းလဲပေါ့နော်ကိုတိရဆိုပေမဲ့လည်းဒါပေမဲ့တကယ်ရောက်သွားတဲ့အချိန်မှာပွဲပေါ်ရောက်သွားတဲ့ feel လည်းမတူဘူးလေဟုတ် ကိုရောင်မှလှနေပေါ်အဓိကဟုတ်လားကုံလုံးမအကုံလုံးအကုံလုံးအကုံလုံးလာစင်တာပွဲရဂရီရှင်းအစအမအစအကုံလုံးလာစင်တာဟုတ်ကဲ့ပါအဲ့တော့နောက်ဆုံးလို့ရှိရင်ဟင်းချက်တာလေးပူဇာတော့မယ်ပေါ့ဒါပေါ့ဒါတော့ဟင်းချက်တာပူဇာရမှာဒါတော့မဖြစ်ဘူးမဖြစ်မနေပူဇာမယ်ရထဲမှာပါတယ်ဒါတော့ Republic ကကျတော့အမြဲလုံနေကြဆိုတော့လေအာဒီနေ့ကကျတော့အာ science နှစ်ပြည့်ပေါ့နော် anniversary လေးမှာအာပွဲလေးကိုလာရောက်ပြီးတော့တက်ရောက်ပြီးတော့အားဖြည့်ပေးရရယ်ပြီးတော့အာဒီနေ့မှစပြီးတော့နှစ်ပေါင်းများစွာဒီထက်ပိုပြီးတော့အမြင်မှာစီလို့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်